အချိန်ကာလအားဖြင့်တော့တွက်ကြည့်လိုက်လို့ရှိရင်နှစ်ပေါင်း90ကျော်ဒိုးပဲမဲ့လဲမတ်မိနေသေးပါပဲတရိယာနေစေအဖြစ်ပြက်တခုပါဖျားပုံမှာမွေးဖျားပုံမှာကြီးပြင်းခဲ့ရပါမယ်လဲအချိန်တန်တော့ဇာတိမျိုးခွဲခွာပြောရမှာမနေရပဲနဲ့တော်ရမှာနေခဲ့ရပါမယ်လဲမိဘနှစ်ပါးနဲ့ဇာတိမျိုးတော့ဘယ်တော့ခါမှမမေ့ပါဘူးမမရရ1965ဝန်းကျင်ထင်ပါတယ်ဖျားပုံမျိုးမဟာဗန်နူလာလန်ထဲမှာစာရေးသူရဲ့မိဘတွေကအိမ်တလုံးဝယ်ယူလိုက်ပါတယ်ရုပ်ရှင်ုံနဲ့လည်းနေပါတယ် အပြောင်စေးကိုဖျားစေးနဲ့ထိုခေတ်ကအောင်ပင်လေဦးသိန်းဖေပိုင်နဲ့ဒေဒီရဲ့လုံသားစစ်လိတ်ခုံနဲ့ချစ်တီဖျားเจ้าနဲ့လည်းနေပြီးတော့ဖျားပုံမျိုးရဲ့လမ်း73လမ်းရှိတဲ့အနက်မှာဘ ਹੁ ကြကြခုနှစ်လမ်းတောင်းနဲ့မဟာဗန်နူလာလမ်းမှာတည်ရှိပါတယ်။လေးပင်သုံးကန်နှစ်ထပ်အင်ကြီးဖြစ်ပြီးတော့အိမ်နောက်ဖေးဘက်မှာပေ20ကျော်မြေကွက်လက်ကြီးတစ်ခုဦးလေးဖြစ်သူရဲ့ကောင်းမှုကြောင့်ယခုတော့မရှိတော့ပါဘူး။အိမ်ရှိမှာတော့လူလေးဘက်ခန့်ရှိတဲ့နှစ်တရာကိုကိုပင်တပင်အဲ့ဒါကလည်းကြီးတော့ဖြစ်သူရဲ့ကောင်းမှုနဲ့ပဲထင်းဖြစ်သွားခဲ့ပါပြီ။ အထက်ကဖော်ပြခဲ့သလိုမျိုးပဲစာရေးသူတို့ငယ်စဉ်ဘဝမှာတငယ်ချင်းများနဲ့ကစားကွင်းဟာချစ်တီဖျားကြောင့်နဲ့လှုပ်သားဆေးုံကြီးထွန်းတီတီရုပ်ရှင်ုံကြီးသာဖြစ်ပါတယ်။ယခုချိန်မှာတော့အဲ့ဒီအဆောက်အုံတွေကမရှိတော့ပါဘူး။အစ်တစ်အစ်တစ်တွေအစားတို့ဝင်ရောက်လာပြီးတော့အဆောက်အုံအစ်တစ်များဖြစ်လာခဲ့ပါပြီ။သို့တော်လည်းစာရေးသူပြောကျင်တာကတော့ငယ်စဉ်ကစာရေးသူတို့စော်စားကျင်လည်ခဲ့ရတဲ့အဲ့ဒီတိုက်ကြီးနဲ့ဖြစ်ရဆန်းကြပါအဲ့ဒီချစ်တီတိုက်ကြီးနဲ့စာရေးသူတို့ရဲ့အရှိခွနလန်းနဲ့ ကျွန်းတော်လန်ရခင်ဥတခင်လန်တောက်မှာရှိပြီးတော့ဒုတိယကမ္ဘာစစ်ဖြစ်ပြီးတဲ့အချိန်မှာတော့သူတို့တွေကသူတို့တိုင်းပြည်ကိုပြန်သွားတဲ့အခါမြန်မာလူမျိုးတဦးကိုရောင်းချခဲ့ပါတယ်။ဖျာဘုံတော်ရလေးကနေခေချင်းနေရတိုးတက်ပြောင်းလဲလာတဲ့အခါမှာတော့ဥပဒုံဆိုသူကဝယ်ယူလိုက်ပါတယ်။သို့တော်လည်းမြန်မာလူမျိုးဥပဒုံဆိုသူကအဲ့ဒီချစ်တီးတိုက်ကြီးကိုဝယ်ယူလိုက်ပင်မလဲ။အဲ့ဒီတိုက်ကြီးရဲ့နာမည်ကတော့ရခင်ချစ်တီးတိုက်လို့သာအမည်တွင်နေခဲ့ပါတယ်။စာရေးသူမမီတာကတော့ဥပဒုံဆိုသူကအသက်80လောက်ရောင်တုံးနဲ့အပေါ်ပိုင်းအင်ဂျီလိုဘရီဂျီတကုန်းကိုလယ်ဘေးမှာအမြဲတမ်းဆွဲထားပြီးတော့ ပစိုးကွက်ကျဲကြီးကိုမြဲဝစ်စင်ကစေးတံတစ်ချောင်းနဲ့လမ်းလျှောက်နေတတ်သူပါသူရဲ့နမမတ်တင်ညောရောက်ဖဖြစ်သူဟာဥခွေးဆိုသူဖြစ်ပါတယ်အရီတိုက်ကြီးရဲ့ပုံတရံဘေးပက်လယ်မှာကြက်ခတ်ဝါးတွေလေးဘက်လေးတန်းကာယံထားသလိုပောက်ရောက်နေပြီးတော့တော်ယုံတခိုးဆိုရင်ဝင်ပြေးရမလွယ်ပါဘူးဝင်ပေါက်ကလည်းအုတ်လေကတဲ့ငါးတိလောက်ကိုကြော်ပြီးတော့မှတန်တကားကိုဖွင့်လို့ရအောင်ဝင်ပေါက်တစ်ခုသာထားထားပြီးတော့တိုက်ကြီးကနှစ်ထပ်ပါရှေးခေတ်တန်တိုင်းကနုတ်တွေနဲ့ဗရင်းမောက်တွေလည်းပြုတ်လုပ်ထားပါသေးတယ်အရီတိုက်ကြီးကိုတေချာကြည့်လိုက်ရင်တော့အပေါင်းလက္ခဏာဖြစ်ပါတယ်ထူးကြပါတယ် ရခိုင်ကချစ်တီးတွေနေထိုင်သွားတဲ့တိုက်ကြီးဖြစ်တာကြောင့်မြန်မာလူမျိုးတွေကဝယ်ယူလိုက်တဲ့အခါမှာတော့သူတို့နိုင်ငံကိုပြန်သွားတဲ့ချစ်တီးတွေကတည်ယူလို့လွယ်ကူမဲ့ပစ္စည်းတွေကိုတည်ယူသွားပေမဲ့လည်းတိုက်ရဲအပေါ်ထက်မှာကြောက်တင်နဲ့ပြုလုပ်ထားတဲ့ဆေးတုပ်ထားတဲ့ဘလူးရုပ်လိုလိုတင်းမုတ်ကင်ထားတဲ့ကြောက်ရုံများကိုတော့တည်မသွားခဲ့ပါဘူး။သို့တော်လည်းမြန်မာလူမျိုးတယောက်ဖြစ်ပြီးတော့ချစ်တီးတိုက်ကိုလက်ပြောင်းဝယ်ယူခဲ့ပေမဲ့လည်းချစ်တီးတိုက်ကြီးကတော့မူလအတိုင်းမပြောင်းလဲပဲရှိနေခဲ့ပါတယ်။ဘာကြောင့်ချစ်တီးတိုက်မှာလူတွေမမြဲရလဲဆိုတဲ့အဖြစ်ကိုလည်းရှာလို့မရပါဘူး။လူနေရင်လူတွေကမမြဲပါဘူးခဏတာမျှတာပါ။ဂရင်မောကဆွဲချခြင်းခြင်အောင်ကျိုးတွေဖြတ်ခြင်း လူကျမ်းမာရေးကိုထိခိုက်စေခြင်းတခါတည်းရန်မှာအိမ်သားတွေကမသိမမျက်ဖြစ်ခြင်းချစ်တီးတိုက်ရဲ့ပုံသဏ္ဍာန်ဟာအပေါင်းလက္ခဏာဖြစ်ပေမဲ့လည်းထိုတိုက်မှာနေထိုင်ကြသူတွေကအများနဲ့အနုလက္ခဏာပြနေခြင်းတို့ဖြစ်ပါတယ်။မကြာခဏတိုက်ပေါ်ကိုဂဲလုံးတွေကြလာခြင်းတဲတွေနဲ့ပတ်ခြင်းတို့ကိုလည်းကြုံရတတ်ပါတယ်။တချို့သောလူတွေရဲ့ပြောပြချက်တွေကတော့အဲ့ဒီချစ်တီးတိုက်ကြီးဟာရှီအောင်ဖျားချောင်းတစ်ခုဖြစ်ပြီးတော့ထိုတိုက်ရဲ့ခေါင်းနိုင်မှာလည်းရွှေရင်းကားပြားတွေမြုပ်ထားသလိုရွှေအိုးတွေရှိသလိုလူတွေပြောကြပြီးတော့ရှာဖွေရန်အတွက်အင်ရှင်တွေကတလက်ပြီးတလက်သာပြောင်းသွားတယ်။ဘာပြစည်းမမရပဲနဲ့ပြောင်းပြရတယ်ဆိုပြီးတော့ပြောဆိုနေကြပါတယ်။ နောက်ဆုံးပြည်တော်သားခစ်မှာတော့တောရွာကလယ်သမားကြီးဥပဒုံကဝယ်ယူလိုက်တဲ့အခါမှာမူလချစ်တီတိုက်ကြီးကပိုင်ရှင်များမနေ၍ခြုံနယ်ပိတ်ပေါင်းနေတဲ့တိုက်ကြီးအတွင်းမှာလည်းရှုပ်ပွားနေပါတယ်။လမ်းထဲကခင်မင်နဲ့ကိုပါငင်းကိုခေါ်ယူပြီးတော့ရှင်းလင်းကြပါတယ်။အဲဒီချိန်တော့ခုနှစ်လမ်းထဲမှာနေထိုင်ကြတဲ့သူတွေကလက်ချိုးကြီးတွက်လို့ရပါတယ်။ဥထုံးလိုင်းဒေါ်ကျင်တို့ရဲ့အိမ်နဘေးမှာကွက်လက်ကြီးတစ်ခုရှိပါတယ်။ပြီးတော့ဆေးစရာဆီယာမအိမ်ဂန်နီတို့အိမ်ကြီးပြီးလင်တော့ဥပဒုံတို့ရဲ့ချစ်တီတိုက်ကြီးရှိမှာတော့ကျွန်းတော်လမ်းနဲ့ကံမောင်ရှိပါတယ်။ အရိကတ်မောင်ရဲ့နဘေးမှာချစ်တီဖျားချောင်းကြီးရှိတာကြောင့်လဲစာရေးသူတွေကချစ်တီကန်ဆိုပြီးခေါ်ကြပါတယ်။တချိန်တော့ဟာဥပဒုံရဲ့ချစ်တီတိုက်နဲ့ကျွန်းတော်လန့်ဟာလူသွားလူလာအနေငယ်ပြတ်ပါတယ်။ဥပဒုံတို့တိုက်ကြီးကိုဝယ်ယူပြီးတော့ရှင်းလင်းလိုက်တဲ့အခါမှာဥပညင်းနဲ့ဥခွေတို့ကပဲဥဆောင်ရှင်းလင်းကြပါတယ်။ချက်စည်းရိုးတွေခတ်ခြင်းမြောင်းတွေပိတ်ဆို့နေခြင်းကိုတူးဖော်ခြင်းခြုံတွေတချို့ကိုတူးဖော်စေခြင်းခြုံတွေတချို့ကိုရှင်းကြတဲ့အခါမှာလဲခြံနောက်တနေရာမှာကြောက်ရွံ့တရုတ်ကိုတွေးကြရပါတယ်။မဲနဲ့နေပြီးတော့ရခင်ချစ်တီတွေနေထိုင်ခဲ့စဉ်ကနေရာထိုင်ခင်းအကြအနားနဲ့လှုပ်ထားပုံမှာ တခုခုတော့တခုခုပဲဆိုပြီးတော့စိတ်ထဲမှာတွေးထင်လိုက်ပါတယ်။အဲဒီကြောက်ရွံ့အနေကြီးကသွားဖြက်လျက်ရှိပြီးတော့အမြင့်ကတပေခန့်ရှိပါတယ်။ရှေ့မှာလည်းမဲနဲ့နေတဲ့ကြောက်ရည်ဖလားကြီးတစ်ခွက်ကိုလည်းတွေ့မြင်ရပြီးတော့မြေကြီးထဲမှာတပိုင်းတစားထွက်နေတဲ့တန်ချောင်းတစ်ခုကိုလည်းတွေ့ရပါတယ်။ဆွဲနှုတ်ကြည့်လိုက်တဲ့အခါမှာတော့တကောက်ကြီးဖြစ်နေတာကိုတွေ့လျက်ရပါတယ်။နောက်အခါမှာတော့ရက်ွက်တွေကရှေ့မီနောက်မီဖခင်ဥပလကိုဥပညင်ကမေးကြည့်ပါတယ်။ဖခင်ဖြစ်သူဥပလပြောပြတာကတော့သူတို့တွေကသူတို့မီနီမွဲရောက်တဲ့ရက်ဆိုရင်ကြက်တွေစိတ်တွေကိုတကောက်ကြီးနဲ့ခေါင်းအောင်ဖြတ်ပြီးတော့ ်ရတဲ့သွေးတွေနဲ့ရစ်ပူစော်လေးရှိပြီးစိတ်ကိုတကောက်နဲ့တခါတည်းခေါင်းပြအောင်ဖြတ်နိုင်ရင်သူ့အတွက်ထိုနေ့ကစီးပွားရေးလေယာဉ်တွေဖြစ်တွန်းကောင်းမွန်တဲ့နမိတ်ဆိုပြီးသိရပါတယ်အဲလိုမျိုးဘာတွေမှမသိပဲနဲ့အတိတ်ပဲပေါ်များတဲ့ရုပ်ထုတွေကိုလွန့်ပစ်နေရင်ကြားထဲကနေထိုရုပ်ထုဟာခြုံထဲမှာကာလကြာရှည်စွာကြံရှိနေခြင်းဖြစ်ရန်တူပါတယ်ဒါပေမဲ့လည်းအမှုမဲ့မှတ်မဲ့ထားပြီးတော့တခြားလုပ်တွေကိုဆက်လုပ်နေခဲ့ကြပါတယ်အိနေနေလေကကိုပါညင်းနဲ့ကိုခွေးတို့က channel ကိုရှင်းကြရင်လည်းတွေ့သည်မတစ်သားကရင်အကျိုးအပဲ့အစုပ်တွေကိုစုပေါင်းပြီးတော့ထင်းဆက်ရံအတွက်နောက်ဘေးကန်းထဲကိုထည့်ထားလိုက်ပါတယ် ိနောက်မှာတော့ကိုခွေးရဲ့ဇနီးမတ်တင်ညိုတဲခင်းအခန့်ကျူးမွေတဲ့လက်ဖက်တုပ်လေးစားရေနွေးကြက်လေးတောက်ရင်လည်းစကားပြောနေကြပါတယ်။ဥပဒုံရဲ့မိသားစုကတော့မလာကြသေးပါဘူး။လလောဆဲအိမ်ဆောင်ကြက်ရံတွေရောက်ဖားဖြစ်သူကိုခွေးတို့လင်မယားကိုအရင်စိတ်လွှတ်ထားခြင်းဖြစ်ပါတယ်။မတင်ညွန်နောက်ဖေးမိဖို့ကြောင့်ဝင်လာချိန်မှာတော့ကိုခွေးကအိမ်နောက်ကိုလဲကြည့်ပြီးတော့ကိုပါငယ်ကိုကိုင်ပါငယ်ဘာတော့ကိုခွေးရခမောင်းကိုပြောစရာရှိလို့ဗျာ။ဒါပေမဲ့ခမောင်းနှုတ်လုံးမှာဖြစ်မယ်နော်။ဘာနှုတ်လုံးမှာဖြစ်ရမှာတော့ကျုပ်ကရိုးကန်တော့ရှင်းရှင်းပြောဒီလိုကိုင်ပါငယ် ကျုံညမျိုးကြောင်မျိုးပိတ်ပြီးတော့အိတ်တယ်ဗျာကျုံအိတ်နေတော့မျက်နှာကိုအလင်းရောင်ကျလာနဲ့ထကြည့်တော့နောက်ဖေးကန်မီးလင့်နေရဗျာပြီးတော့စကားပြောတဲ့နေလဲကြားနေရအဲ့ဒါနဲ့ကျုပ်လည်းထပြီးကြည့်လိုက်တဲ့အချိန်ကျတော့အဲ့အတန်နေရပျောက်သွားတယ်ဗျာနည်းနည်းတော့ကြောချမ်းလာတယ်ဗျာဘေးနားမှာဓာတ်ဥထားထားပြီးတော့လက်နှိပ်တက်ပြီးတချောင်းနဲ့ငုတ်တုတ်ထိုင်ပြီးမိုးလင်းတဲ့အထိပဲအဲ့ဒါဆိုရင်တော့ဒီလိုလုပ်ကိုခွေးရညကြရင်ကျုပ်နဲ့ငမဲလာပြီးတော့အဖော်ဖြစ်စောင့်ရပေးမယ်ထွေရလေးပါပြောရင်ပေါ့ဗျာဒီနေရာအကြောင်းတစ်စိတစောင်းတော့ကျုပ်သိထားရှိတယ်ဗျာ အဲ့ဒါဟိုမိုစုံစမ်းရင်းနဲ့လက်တွေ့ဖြေရှာကြရပါဗျာထိုညကငဖဲကိုခေါ်ပြီးတော့ကိုပါငိမ့်တို့ချစ်တီးတိုက်မှာလာရေးကြပါတယ်ညနေပိုင်းကိုရောက်တဲ့အခါမှာတော့ငဖဲရုတ်တရက်အိတ်နေရာကနေလန်နိုးလာခဲ့ပါတယ်ဘေးနားမှာကိုပါငိမ့်ကအိတ်နေလိုက်တာမမတ်ဆက်ဆက်ကြီးပါမီးရောင်ကြောင့်နံရံပေါ်မှာလှုပ်ရှားနေတဲ့အရေးတရားငဖဲကိုဆိတ်ချောက်ချားစေပါတယ်တောင်းတောင်းတောင်းနဲ့ခုနှစ်လန်းကင်းသမားရဲ့တန်ချောင်းထိုးတဲ့အတန်တွေထွက်ပေါ်လာခဲ့ပါတယ်ငဖဲဆိုတဲ့ကောင်ကတရေမကြောက်တတ်ဘူးလို့သာပြောပါတယ်တိတ်ဆိတ်နေတဲ့ညင်ရန်တစ်ချက်တစ်ချက်ကြားရတဲ့နိုင်တန်ကိုတော့ကြောချမ်းနေတယ်လို့ဖြစ်နေပါတယ်အဲ့ဒါနဲ့ပဲဗာငိမ့်ကိုနိုးလိုက်ပါတယ် ။ဘာဖြစ်လို့လဲငဖဲ့ရ။အိတ်ကောင်းမဲ့ကြံကရှိသေးတယ်။မင်းနဲ့တော့ဇေယျမင်းစည်းစိမ်ပြက်ကုန်ပါကြီးကွာ။မဟုတ်ဘူးဗျာ။ခုမှမီးကြောင်ကဘသူဖွင့်တာလည်းမသိဘူး။ပြီးတော့ကျုပ်ရဲ့ဒီနားလေးမှာအရေးလိုလိုစကားပြုတ်တန်နေကြားနေရလို့ဗျာ။ဟာဘုဒ္ဓ။ဗာငိမ့်ဟာဖျားတပြီးတော့ငဖဲ့နောက်အသာတိုးကပ်သွားခဲ့ပါတယ်။ဒါဆိုရင်တော့ကိုခွေးပြောတာဟုတ်နေပြီပဲ။ဒီနေရာမှာတခုခုတော့ရှိနေပြီ။ထိုးချိန်မှာပဲပိုးရဲ့အနံ့ဆိုရာစိုးစိုးဝါဝါထွက်လာခဲ့ပါတယ်။ဟာနံလိုက်တာကွာဘာနံ့ရင်းလည်းမသိဘူး။မိနစ်တဲ့အနံ့ကြီးလိုလိုပုတ်စော်ကြီးလိုလိုနဲ့ကွာ။ အဲ့ဒီချိန်မှာပဲဇရွေးကိုခြေနောက်ပြင်ဘက်ကိုထွေးလိုက်တဲ့အခါမှာတော့ခြေနောက်မမဲကြီးနှချောင်းမို့ထွေးမိရတာဖြစ်သွားခဲ့ပါတယ်မျက်နှာကိုကြည့်လိုက်တဲ့အခါမှာတော့မြည်သည့်အရာမှမတွေ့ရတော့ပါဘူးငဘဲကလည်းခြေနောက်ထဲကိုအမြဲပြန်ဝင်လိုက်ပါတယ်ဟေ့အောင်ဘာဖြစ်တာတော့ဟာခုခုနာတော့ခြေနောက်မမဲကြီးဗျာအပေါ်ပိုင်းမပါဘူးဟေးဟုတ်လားကိုပါငင်းဟာဟိုဒီဒီရှောက်ကြည့်လိုက်ပါတယ်ပစ္စည်းရွှေတန်တွေတဖို့ဖို့လမ်းလျှောက်တန်တွေတစုံတစ်ယောက်ကသူတို့ကိုစိုက်ကြည့်နေတယ်လို့မျိုးခံစားလာရတာကြောင့်သူ့ခန္ဓာကိုယ်မှာကြောက်စိတ်တွေကြောင့်ရေခဲတမျှအေးဆက်သွားရပါတယ်ဒါပုံနကတိုက်တာများလားမသိဘူးကွာ ဒီတိုင်းနေလို့တော့မဖြစ်တော့တက်ကြွနဲ့ဆရာတွေခေါ်ပြီးတော့အိမ်ရှင်းခိုင်းမှရတော့မယ်အဲ့လိုနဲ့ပဲပိုင်ရှင်ဖြစ်သူဥပထုံရောက်လာတဲ့အခါမှာတော့ဖြစ်ချောင်းကုံစင်အတူချုံပြပြလိုက်တဲ့အခါမှာတော့ကိုပါငင်းရဲ့ဘေးဥပလာတို့ကိုးကွယ်တဲ့စနေတောင်ဆရာကြီးတန်းတွားရောက်အကူအညီတောင်းရန်ဥပလာကအကြံဉာဏ်ပေးပါတယ်။အဲဒီချိန်မှာပဲစနေတောင်ဆရာကြီးကလည်းခုနှစ်လန်းတောင်ဒေါ်စိန်ခင်ရဲ့အိမ်မကြီးကိုင်းမှာရက်ွက်တဲ့ကတေဇာပန်းဆိုသူကမီတီရဲ့ရဲ့နဲ့တရေချောက်ခံရတာကြောင့်ဆရာတော်ကိုပြင့်ပြီးအနေရကင်းရန်ဆွဲရှင်းရောက်နေပါတယ်။ရေငတ်တော့ရေရွေးနဲ့ကြဆုသလိုဖြစ်ပြီးတော့အဆင်ပြေသွားခဲ့ပါတယ်။ နောက်တနေ့မနက်မှာတော့ဥပဒုံကိုပါငိန်ကိုခွေးနဲ့ရက်ွက်တွေကကျင်တောက်ပျောင်ကြီးတို့ဟာချစ်တီတိုက်အင်ကြီးအတိုက်ခိုက်တွေရှင်းစီရန်အတွက်လူစု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 နဲ့ရောက်နေနေကြပြီးတော့မကြမီမှာပဲဥပလာကဆရာတော်ကြီးကိုဒေါ်စင်ခင်အိမ်ကနေစွန့်ကပ်ပြီးတော့ဥဆိုးသိန်းဆိုင်ကနေပင့်လာခဲ့ပါတယ်။ဆရာတော်ကြီးကတိုက်ရှိကိုရောက်ပြီးဆိုင်ကားပေါ်အစင်တိုက်တဲ့ဝင်တဲ့အခါခရီးဦးကြုံုံပြုတ်ရပါသေးတယ်။တကဥပလာဖះဒီတိုက်ပန်ရှင်ကဘသူရောကွဥပဒုံမှာဖះ။အော်အေးအေးတကဥပဒုံတိုက်ကအဆောင်ရှိနေတယ်ကွမတန့်ဘူးတင်မဖះ။ တကအိမ်တွင်းအိမ်ပါမှာတိမ်မြုပ်နေတဲ့အယုတ်တစ်ခုကိုရှိနေတယ်။ရှာယူလာခဲ့ပါ။အရိကမှာကိုပါငင်းနဲ့ကိုခွေးတို့ကနောက်ဘေးကျောင်းမှာတိမ်ထားတဲ့အယုတ်များရှိနေတာကြောင့်တွားယူပြီးတော့ဆရာတော်ကြီးကိုပြပါရတယ်။ဆရာတော်ကြီးဟာထိုယုတ်တွေကိုကြည့်ရှုလိုက်တော့အစွဲခက်ပြူးပြူးစောင်းကြောင်းထိုင်တင်းမုတ်ထန်းထားတဲ့အယုတ်သုံးယုတ်ခန့်ကိုတွေ့ပါရ။တကအိမ်ဒီယုတ်တွေကိုတနေရာမှာစုပုံထားပါ။အဲလိုပြောပြီးတော့ဆရာတော်ကြီးဟာအိမ်ရှင်းရမှာအသုံးပြုတဲ့မင်းလေးပါစေကန့်ထုတ်တာစေမန်ဟင်းရိုင်းကိုဇော်မန်အမုံပြုတ်လုပ်ထားရမှာလုံတစ်ခုထဲမှာထည့်ပြီးမီးပြင်းတိုက်ပါရ။ အရိကမှာတိန်လုံးဟာမိကိုမိုက်နေနဲ့မဲမောင်သွားခဲ့ပါတယ်ပဇက်ကနေလဲဂါဒါမန်နန်နေယူပြီးတဲ့နောက်တိုက်ရဲဝင်းကျင်ကိုမင်းလေးပါပြာနေနဲ့ရေနဲ့ရောပြီးတော့ပက်ပက်လေပက်ဖြန်းခိုက်ပါတယ်။အဲဒီချိန်မှာပဲစွစွနာတို့ကကိုခွေးတို့စုပုံထားတဲ့အယုံများထားရှိရနေရကနေဝုံးနဲ့ဒိုင်းနဲ့ဆိုတဲ့အသက်နဲ့ကြီးထွက်ပေါ်လာပြီးတဲ့နောက်ဝေါကနဲ့ဆိုပြီးပြိုလဲတဲ့တခုကိုကြားလိုက်ရပါတယ်။အယုံများဟာထူးခြားစွာပဲတစားစီကျိုးပဲ့ပြီးတော့ပျက်စီးသွားတာကိုတွေ့ရပါတယ်။ကဲတကဥပါထုံတကအိမ်မှာဘာအဆောင်မှမရှိတော့ဘူးကွယ်။အကျွင်းကြံနေရောမြစ်ထဲချောင်းထဲကိုပြစ်ပြီးတော့ရှင်းလိုက်တော့ ဲ့လိုပြောပြီးတော့ပြန်ကြွသွားခဲ့ပါတော့တယ်အရင်နောက်ပိုင်းမှာတော့ဥပဒုံရဲ့ချစ်တီးတိုက်ကြီးကဘာသာမှမကြားတော့ဘဲနဲ့အေဂျင့်သွားပြီးတဲ့နောက်1990ဝန်းကျင်လောက်မှာတော့အဲ့ဒီတိုက်ကြီးကိုဖြိုဖျက်ပြီးတဲ့နောက်ခြံဝင်းကျက်ကြီးကိုရှင်းလင်းကအိမ်သုံးလုံးခန့်ဆောက်ထားလိုက်တာကိုတွေ့ရပါတယ်ယခုခါမှာတော့ဥပဒုံလည်းမရှိတော့ပါဘူးသူ့ရဲ့မျိုးဆက်တွေကအဲ့ဒီတိုက်ကြီးကိုတစင်တစင်လက်လွဲပြောင်းခဲ့ရာတိုက်တာအဆောင်အုံတစ်တင်နဲ့ဖြစ်နေတာကိုတွေ့ရပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုစွန်းနေတိလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ် မွေးရည်သားတို့ကိုလည်းကာရဝပြည့်ရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမှာနော်